အားလုံးမင်္ဂလာပါရှင်မြမဝိုင်ဒီ channel ရနေကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူအောက်တူဝန်ရေးသားထားတဲ့လူကြောင့်မွေးတဲ့လေမယားဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတစ်တစ်တင်နိုင်မှလည်းတင်နိုင်မှု notification လေးနှိပ်ပေးပါအောင်နော်ဟုတ်ကဲ့ဒါဆိုရင်ဇာတ်လမ်းလေးစလိုက်ပါပြီရှင်ညှစ်ထားစိမ်မှုညှစ်ထားမွေးကန်နေနေပြီအခန်းထဲမှာလက်တဲတော်ဆုံးနဲ့ဇနီးဖြစ်သူမဆိတ်မှုရဲ့အော်တန်ကြောင့် ကိုပန်းခင်တရအပြင်မှာပြရာခတ်နေမိရဲ့တက်တလောက်မှတ်တလောက်ဖះဆရရုပ်ကဇနီးတဲ့အစဉ်ပြေပြေမွေးဖွားနိုင်မှုစူတောင်းနေရတယ်။မွေးပြီဟိမွေးပြီဟမ်လက်သက်တော်စုံတရမက်ဆိတ်ပူမွေးတဲ့ကလေးကိုကြည့်ကအံ့ဩနေမိရဲ့တော်စုံကြုံမိမမွေးပြီလားဘာလေးမွေးလဲဗျ။အော်အေးမွေးပြီဟဲ့ငါအပြင်ရောက်ရင်ပြောပြမယ်ပါခင်။ဟုတ်ကဲ့ဒါနဲ့မက်ဆိတ်ပူရောနေကောင်းရဲ့လား။မိမိမပေးမန်းလို့ခဏမင်းနေရဲ့ အပြင်မှာနေနေရောငါလုံးစရာရှိအောင်လုပ်ပြီးထွက်လာခဲ့မယ်ပါခင်ဟုတ်ကဲ့ဟုတ်ကဲ့လက်တဲ့တော်ဆုံးလေအခန်းထဲရှင်းလင်းစရာတွေရှင်းနေပြီအပြင်ထွက်လာလိုက်တယ်ဟာတော်ဆုံးထွက်လာပြီဒါဗျကြာလိုက်တာဗျစောင်းရတာမောပါဘာခင်ငါမင်းကိုပြောစရာရှိရဲ့ဟုတ်ပြောလေတော်ဆုံးရဲ့ပြောပါအေးဒီလိုကွယ်မင်းမိမမွေးရဲ့ခလေးကတာမန်ကလေးမဟုတ်ဘူးလူကြောက်လေးပဲကွယ်ဗျာဟုတ်တယ်မင်းတို့တောင်းလေးကတာမန်ကလေးမျိုးမဟုတ်ပဲ လူကြောင်လေးမွေးရဲ့အတွက်ငါလေးစိတ်မကောင်းပါဘူး။ဒါပေမဲ့လူကြောင်လေးမွေးလို့မင်းတို့လင်မယားစိတ်မညစ်ကြနဲ့။ကံကြိုးပေးမနာရုံးနဲ့နန်နဲ့ခွဲနေရပါမိမယ်။သူလည်းတခြားကလေးတွေလိုအသက်ရှင်နိုင်စွမ်းရှိရဲ့ပါခင်ရဲ့။ပြီးတော့လူကြောင်ဆိုတာမျိုးကသူ့ကိုမွေးဖွားပေးရဲ့မိခင်ပေါ်အင်မတန်မှတိတက်လိမ်မာတဲ့ကလေးမျိုး။အချိန်တန်အရွယ်ရောက်တဲ့အခါသူမိဘကိုအဥ္စာပစ္စည်းရှောက်ဖွေပြီးပေးတတ်တယ်။လူကြောင်ဆိုပေမဲ့အထင်မသေးနဲ့။သူများမသိရဲ့ဟာသူသိရဲ့။ အဲ့ဒါကြောင့်မင်းတို့တွေကြီးပွားချမ်းသာလာလိမ့်မယ်လို့ငါယုံကြည်ရပါခင်ဒါကြောင့်မင်းတို့နှစ်ယောက်ဒီကလေးကိုလူသားတယောက်ကိုလှုပ်ပေးသလိုသူ့ကိုစားစားရရာဂယုတဆိုင်နဲ့လှုပ်ပေးရလိမ့်မယ်နိုးတိုက်ချိန်တန်ရင်တိုက်အစာကျွေးချိန်ကြိုင်ကျွေးရသလိုအဝေးစားအောင်လည်းအရွယ်နဲ့လိုက်အောင်စင်မေးရတယ်ပါခင်ရဲ့တခုတော့ရှိရပါခင်ဘာများလဲတော်ဆုံးဒီလူเจ้าတွေကိုသူများလက်တယ်မရအောင်မတိကြအောင်စောက်ရှောက်ပေးရလိမ့်မယ်ကြီးတွေเจ้าတွေကြွတ်တွေပျော်ရွှဲစိတ်တွေမကိုက်စင်နဲ့တိလား တခြားကလေးတွေလိုလဲအကိုက်မခံစေနဲ့လူကြောင်လေးကလှုပ်ရှားနိုင်စွမ်းမရှိပေမဲ့ဒီခန္ဓာကိုယ်ပြက်ရင်သူ့လဲပြက်လိုက်မယ်တေချာစောင့်ရှောက်ပါပါခင်ဟုတ်ကဲ့ကျွန်တော်တေချာဂယုစိုက်ပါမယ်ဗျအေးငါသွားပြီပါခင်မိမိမအောင်လဲအကျိုးသေးအကြောင်းတွေပြောပြလိုက်အောင်ငါတခြားလှုပ်ရှားလေးတွေရှိလို့ပြန်လာအောင်မယ်ဟုတ်ကဲ့လက်တဲ့တော်ဆုံးလဲကိုပါခင်ကိုနှုတ်ဆက်ပြီးပြန်သွားလေရဲ့မကြမီမဆိုင်ဘူးလူကြောင်လေးမွေးရဲ့ဆိုတဲ့တရေကတရွာလုံးဟိုးဟိုးကြော်သွားပြီး လူကြောင်လေးကိုလာကြည့်ကြလေတယ်။တယောက်စားနှစ်ယောက်ကနေရွာလုံးကျွနီပါလာရောက်ကြည့်ရှုကြတယ်။ကိုပါခင်နဲ့လူကြောင်လေးကိုတကောက်ဖာနဲ့တေးချထဲပြီးအများမြင်နိုင်အောင်ဇပွဲပေါ်မှာပြသထားလေတယ်။လက်တရန်နဲ့ကလေးလူကြီးတွေကိုမကင်စေဖို့အတန်တန်အားပေါင်းမတတ်ပြောဆိုနေရတယ်။လူကြောင်လာကြီးရဲ့အချင်းမမတချို့သူတွေကလူကြောင်လေးအတွက်လူရသုံးမှုဆိုကငွေကြေးများပေးသွားကြတယ်။သူတို့ပေးတဲ့ငွေလေးနဲ့လက်ဖက်စည်းလိတ်တို့ဝယ်ကလာသမျှဧည့်သည်တွေကိုတည်ခင်းဧည့်ခံရလေတယ်။ တနေကုန်နီးပါလူမပြတ်ပဲလာရောက်ကြည့်ရှုကြတာကိုပန်းခင်ရဲ့အိမ်မှာပွဲတော်ကြီးတပွဲစီကားနေရော်တယ်ရွာနီးချုံဆက်ကလူတွေကလည်းတရင်ကြလို့လှဲ့ရင်နဲ့လာရောက်ကြည့်ရှုကြတော့တယ်လူเจ้าကိုတန်တော်ကြည့်ရင်ပတ်စံနေလဲပေးသွားကြတယ်နေ့ရက်သုံးရက်ခန့်ကြာလူမပြတ်ပဲအရှူရှူလာရောက်ကြည့်ရှုကြရအောင်ကိုပန်းခင်နဲ့မဆိုင်ဘူးကိုလည်းလာသမ ्या ဧည့်သည်တွေကိုဧည့်ခံရပင်မနေကြတော့တယ်ညရောက်တာနဲ့လူအများစုကပေးသွားတဲ့ငူတချို့ကိုရေတွက်ရင်းနဲ့ လီမီယာနှစ်ယောက်ပြုံးရွှင်နေကြတော့တယ်။မဆိုင်ဘူးဒေါ်ဆောင်ပြောထားတဲ့စကားတိတ်မှန်တာပဲ။ဘာဟုတ်လဲကိုပါခင်ရဲ့။ငါတို့သားလေးကလူကြောင်လေးဆိုပေမဲ့မိဘတွေပြစ်တဲ့ငါတို့အဥ္စာပြည့်စင်ရှာဖွေပေးနေရဲ့ဆိုတာ ਉ လေ။ Ừm ဟုတ်တယ်နော်။ဒါရောရသားလေးပဲရှိသေးရဲ့။သူများအရွယ်ရောက်လာရင်တုတ်တုတ်လီမီယာဘာရင်းများရှာဖွေပေးမလဲမသိဘူး။ဒါပေမဲ့ရှင့်သားလေးခင်ဗျာတနာစီရပါ။သူများတွေလူသားစစ်စစ်မဟုတ်ရှာ ਉ လေ။ဟော မဆိုင်ဘူးရဲ့သူအကျိုးပေးကြောင့်ဒီဘဝမှာခုလိုဖြစ်နေရမိမယ်နောက်ဘဝမှာငါတို့သားလေးရမိဘအောင်လှုပ်ကြွေးလို့လူသားစစ်စစ် ပြန်ဖြစ်မှာပါကွာကျမလည်းအဲ့လိုဖြစ်ပါစေလို့ဆုတောင်းပါတယ်ရှင်ကဲအချိန်မရှိအောင်အဲ့တော့ညီယုံကျမသားလေးကိုနှူးတရအောင်မယ်လေอืมဒါဖြင့်ခွက်တဲကိုညှစ်ထည့်ပြီးတော့တွားတိုက်ကြတာပေါ့မဆိုင်ဘူးလေတိုက်နေကြဖြစ်တဲ့ဖန်ခွက်လေးလေးကိုနှူးညှစ်ပြီးထည့်လိုက်တယ်အိမ်နောက်တကောက်ဖာလေးနောက်နှိုးခွက်ကိုချပေးထားလိုက်တယ် တခိုးရံကြောင်ရံကြောင်ရလို့တကောက်ဖာလေးကိုမိမိရောအိတ်ရပေးမှသာထားပြီးတော့အိတ်ကြလေရဲ့အိမ်နောက်တရရောက်တော့ကိုပန်းခင်ရှင့်ကိုမေးရအောင်မဲတော့ဘာလဲမဆင်ဘူးရဲ့မေးလေကျမတို့သားလေးကိုနာမည်ပေးရအောင်မဲတော့ရှင်ဘလို့ပေးမယ်လို့စဉ်းစားထားလဲငါအသိပြီမပေးတတ်ပါဘူးကွာမေးရမယ်စဉ်းစားပြီးပေးကြည့်ပေါ့အင်းကျမတို့မွေထားတာယောက်ျားလေးနဲ့ဖြစ်တာဦးလည်းဖြစ်တယ်ဆိုတော့သူ့နာမည်ကိုတာဦးလို့ပဲပေးလိုက်ကြတာပေါ့တာဦးအင်းမစိုးပါဘူး ဲ့နဲ့ပဲကောင်းတာပဲဒါဆိုကျမတို့သားလေးကိုတာဦးလို့ပဲခေါ်ကြတာပေါ့ကဲနမဲကင်မိုးတက်ပြီးရင်လဲကျွန်တော်မျိုးလဲသေးသွားလိုက်အောင်မဲဟုတ်ပြီလားဟုတ်ပါပြီရှင်အလိုပြီးစောစောပြန်လာခဲ့အောင်အေးပါဟကိုပါခင်လဲသူများလဲမှာသူရင်းငါလုံးနေရမှုခက်သွက်သွက်ပဲအရာနေထွက်လာခဲ့လိုက်တယ်ဘာခင်ရောက်နေပြီလားဟအခုလေးတွေပဲရောက်တယ်ကိုသေးရေအေးကွာငါလဲမအားနဲ့မင်းစီအောင်မရောက်ဖြစ်ဘူးဘာခင်ရ ခုတော့ဦးစိုးတွန်းနယ်မှာသူရင်းကားလာလုံရင်းနဲ့မင်းနဲ့တွေ့ရတာဘလို့လဲအစဉ်ပြေရလားဘာခင်ရဒီလိုပါပဲဗျာတနေ့လုံးမှတနေ့စားဘဝပဲပေါ့ကိုသိန်းတို့ရောအစဉ်ပြေကြရလားရရကုန်ကုန်ဘဝပဲပေါ့ဘာခင်ရငါမိမကသူများမိမတွေလိုမဟုတ်ဘူးကွာအတုံးဖြောင်းကကြမ်းမပေးနဲ့ချွေတံစားတော့ဖို့ပြောပေမဲ့အိယမိမပြောလို့မရအောင်อืมတဖြည်းဖြည်းနားချကြည့်ပေါ့ကိုသိန်းရနောက်တော့သူလဲနားလဲလာမှာပါအေးပါဒါနဲ့မိမိမကနေကောင်းရလားကွာ ကောင်းတယ်ကိုသိရဲ့အခုမနဲ့တော့တားကိုနမယ်ပေးခိုင်းနေလို့ကိုသိရဲ့ဟုတ်လားဘလို့ပေးလိုက်လဲကြောင်မပေးတတ်ပါဘူးဗျာသူဟာသူပေးလိုက်တာပဲတားယောက်ျားလေးနဲ့ဖြစ်ကျုပ်တို့လင်မယားအတွက်တားဦးလေးဖြစ်နေရောငွေတဲ့ကလေးကိုတားဦးလို့ပဲပေးလိုက်တယ်လေမဆိုးပါဘူးမိမိမနမယ်ရွေးတတ်တာပဲကွာငါကြားဘူးတာကတော့လူကြောင်လေးတွေကသူတို့မိဘတွေကိုချမ်းချမ်းသာသာနေထိုင်နိုင်အောင်ရွှေရည်ငွေတွေပေးတတ်တယ်လေကွာဟုတ်လားကျုပ်တို့ကတော့ရွှေရည်ရလို့မပေးသေးဘူးဗျာ တောင်းအောင်လာကြည့်ရတဲ့သူတွေကတော့ဒါလေးအတွက်ဆိုပြီးငွေစာအနှဲပါတော့ပေးသွားကြတယ်ကိုသိရဲ့။အေးအဲ့ဒါကလည်းသူမိပါတွေကိုတဖက်တလန်းကူညီရသဘောဖြစ်မှာပေါ့ကွ။မင်းတို့သားလေးရလည်းအခုမှရပ်ပိုင်းမဲ့ရှိသေးရမို့လား။နောက်သူအသက်ကြီးလာရင်မင်းတို့ကိုရွှေငွေတွေရှာပေးလိမ့်မယ်လို့ငါတော့ယုံကြည်ရဲ့။အဲ့ဒါလို့ဖြစ်ပါစေလို့ပဲဆုတောင်းပါတယ်ဗျာ။ကိုပါခင်လည်းကိုသိန်းနဲ့စကားပြောရင်လောက်ဆရာရှိရာတွေလောက်ကန်နေလေရဲ့။ကိုပါခင်လည်းမစိတ်ဘူးလို့မွေးထားတဲ့တာဦးလေးပင် ရှင်းနေအရွယ်ကိုရောက်လာခဲ့တယ်။တညမှာတော့အမေအမေတို့တောင်းအောင်ရှင်းပြပေးပါ။တာကိုရေဝှစ်ချင်တယ်အမေ။တားရဲ့အမေတို့မှစားဖို့တော့အနိုင်နိုင်ဖြစ်နေရတာ။တောင်းအောင်ကိုရင်ဝှစ်ပေးဖို့ဆိုတာအမေတို့အတွက်မလွယ်ကူဘူးတားရဲ့။အမေစိတ်မကောင်းပါဘူးကွယ်။အဲဒီအတွက်တော့ဘာမှမပူပါနဲ့အမေရ။ဒီမှာဒါတားကိုရှင်းပြပေးဖို့နေရာမှာသုံးဖို့။ဟင်။ဆွဲကြိုးလေးပါလားတားရဲ့။ဒါတော့တားဘယ်ရရလဲ။တားသူများဖြစ်စီရေခိုးလာလား။ဟာ။ အမေကလည်းပြောရမယ်။ဒါဘသူပစ္စည်းမှမခိုးပါဘူးဗျ။ဒါအသားအစွမ်းစားနဲ့ရှာထားတဲ့ပစ္စည်းဗျ။ဒါကတခြားသူတွေလိုမှမဟုတ်တာ။ဒီတမိုးကြီးပစ္စည်းကိုဘလို့အစွမ်းစားနဲ့ရှာနိုင်မှလဲဒါရဲ့။ဟောအမေရဲ့။ဒါတို့လူကြောက်တွေကအမေတို့လူသားတွေလိုအလုံးလုံးပြီးရှာမပေးနိုင်မိမဲ့။ပိုင်ရှင်မဲ့ဥစ္စာပစ္စည်းတွေကိုတော့ကိုယ့်ရဲ့ကုသိုလ်ကံရှိသလောက်ကိုမိဘအောင်ရှာပြီးပေးလို့ရပါတယ်ဗျ။ဒါကြောင့်အမေကဒီရွှေစွဲကြိုးစိတ်သက်သက်နဲ့ယူထားပြီးတော့ တားပြောတာမမေးနဲ့တော့အမေတားအောင်ကိုရင်ဝတ်ပေးပါတားတင်ငန်းစည်းကျင်တဲ့အမေရဟွန်းဒေါ်စိဘူးလည်းအိမ်မက်ကဖြတ်ခနဲ့လန်နိုးသွားတော့တယ်အိမ်မက်ကနုံနိုးချင်းလက်ထဲမှာအရာဝတ်တူတစ်ခုကိုစုပ်ကင်ထားမိနေတယ်ဒေါ်စိဘူးလည်းမိရိတ်ကိုထုံးပြီးကြည့်လိုက်ရဟဲရွှေဆွဲကျိုးလေးပါလားဒါငါသားလေးကလာပေးသွားတာပဲကိုပါခင်ကိုပါခင်ထပါအောင်อืมဘာလဲကွဒီမှာကြည်စမ်းမအောင်ဒါပါနဲ့တိတာဟွန်း ဒါရွှေဆွဲကြုံမလားမင်းဘယ်ရရလဲမိမကျမတို့တာဦးလေးရပေးတာရှင့်ဘာဘလူဒီလိုလေးကိုပါခင်ရဲ့ခုနကကျမကိုတာလေးရအိမ်မက်ပေးရဲ့ရှင့်အိမ်မက်တဲမှာတာလေးရကိုဝေဝစ်ချင်တယ်လို့ပြောတယ်အဲ့ဒါနဲ့ကျမကကိုရင်ဝစ်ပေးဖို့အမေတို့မှအစစ်မပြေဘူးတာရဲလို့ပြောတော့တာဦးလေးရအမေရဲ့ဒီဆွဲကြိုးကိုယူပြီးသူ့ကိုသင်ငန်းစီပေးပါတဲ့အဲ့ဒါလို့ပြောပြီးကျမလည်းလန်နူးသွားတာပဲအင်းဒါဆိုသူပြောတဲ့အချိန် ငါတို့တာအုပ်လေးကိုတင်ငန်းစီးပေးကြတာပေါ့ကွာဒါနဲ့ကိုပါခင်ရဲ့မေးပေးရစီအောင်တာအုပ်လေးကတခြားကလေးတွေလိုမှမဟုတ်တာတာအုပ်ဘလို့တင်ငန်းစီးပေးရမှာလဲကျမတော့နားမလည်ဘူးဒါကတော့ဆရာတော်ကိုပဲမေးမြန်းကြည့်ရမှာပေါ့မိမရဲ့อืมอืมမေးမြန်းပြီးမှတာအတွက်လိုအပ်တာလုပ်ပေးကြတာပေါ့ရှင့်မနက်လေးနာနဲ့ဥပခင်နဲ့ရွာဦးကျောင်းဆရာတော်ထံသွားပြီးရှောက်ထားလိုက်ရဲ့ဆရာတော်ကိုတိလို့တည်းများမေးမြန်းပြီးရနဲ့အင်ငူပြန်လာခဲ့တယ်ကိုပါခင် ဆရာတော်ကဘာမိတ်လိုက်လဲ။အေး၊ตาအတွက်ဝမ်းသာစရာပဲကွာ။ตาကိုတခြားကလေးလိုသင်ငန်းစီးပေးလို့ရတယ်တဲ့။ဒါပေမဲ့တပတ်လောက်ပဲဝင်းခွေပြုမယ်လို့ဆရာကြီးကမိတ်တယ်ဟ။အင်းတပတ်ဆိုလည်းမဆိုးပါဘူး။ตาဦးလည်းသူ့ဆန္ဒလေးပြေးဝမှာဆိုတော့ပျော့နေရမှာပဲ။အေး၊မင်းနဲ့ပြန်ကြရင်မင်းနဲ့ငါမြို့တက်ပြီးအောင်ရွှေဆွဲကျိုးကိုရောင်းကြမယ်။ပြီးရင်ตาအတွက်သင်ငန်းဝယ်ပြီးဆရာတော်ထံမှာသင်ငန်းစီးပေးကြတော့ပေါ့မကောင်းဘူးလား။ကောင်းတယ်ကောင်းတယ် နောက်တစ်နေ့ရောက်တာနဲ့ဥပါခင်နဲ့ဒေါ်စိတ်ဘူးလည်းမြို့တက်ပြီးရွှေဆွဲကျိုးကိုထူခွဲရောက်ချလိုက်တယ်။ကံကောင်းကျင်တော့ရွှေဆွဲကျိုးရောက်ချလိုက်ရာတင်းချီပြီးရလိုက်ကြတယ်။လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ယူပြီးမှရွာအုပ်ပြန်လာခဲ့ကြတယ်။อืมဒကာကြီးနဲ့ဒါကြီးကမာကြီးတို့ရဲ့တာဝန်လေးခုလိုသင်ခန်းစည်းကွင်းရတာဖုံဖုံနဲ့တိတ်ဝမ်းတာမိပါတယ်ကွ။တင်မတပည့်တော်တို့လည်းတာလေးအတွက်ဝမ်းမြဝမ်းသာဖြစ်မိပါတယ်ဗျ။อืมကံအကြောင်းမလားလို့ဒီဘဝမှာတီတို့ဖြစ်နေရပေမဲ့ သူကုတုကန်ရှိနေသေးရောတင်ငန်းစည်းကွင်းရတာပဲလို့ဖုံဖုံမှတ်ယူရဲကွတပီးရောက်လို့သားလေးနဲ့နောက်နောက်ဘဝတွေမှာဒီလိုအဖြစ်ဆိုးကိုမကြုံစေချင်ဘူးဖေရလူသားစစ်စစ်တရားဖြစ်နေပဲသူ့ကိုရှင်သန်စေချင်တယ်ဖေရအင်းဒါကြီးကမကြီးရဲ့စူတောင်းနေပြေဝပါစေလို့ဖုံဖုံစူတောင်းပေးပါတယ်ဥပခင်နဲ့ဒေါ်စိန်ဘူးလေတောင်းလေးကိုတင်ငန်းစည်းပေးကွင်းရလို့ဝမ်းမြဝမ်းသာပြင်မိကြတယ်ညရောက်တော့တကကြီးဟာသားလေးအော် ရောက်လို့ကိုရင်မလားအခုလို့ပြုလုပ်ပေးရတဲ့ဒကာကြီးနဲ့ဒါရိတာမကြီးကိုကျေးဇူးတိတ်တင်မိပါတယ်ရပါတယ်သားရဲ့အဲကိုရင်ရဲ့တပည့်ရော်လဲကိုရင်ကိုခုလို့မြင်ခွင့်ရတာတိတ်ဝမ်းသာတာပဲကိုရင်ရဲ့ကဲကိုရင်လဲကြောက်ပြန်ကြွားရအောင်မေတကယ်မကြီးကျမ်းမကြီးခေယူဆိုင်ပါတင်မဖေရဥပခင်တရားအိမ်ရမှာလန်နူးလာပြီးဝမ်းသာအားရဖြစ်ကဇနီးတဲ့သူ့အိမ်မဲ့အကြောင်းပြောပြလေတယ်ဒေါ်စိတ်ဘူးလေဥပခင်ပြောသည်များနားထောင်ပြီး ဝမ်းသာမြေကြီးကြရတော့တယ်။ဥပါခင်နဲ့ဒေါ်စိန်ပုတို့လည်းခုနှစ်ရက်တိတိစွန့်ကြိုက်ဖို့ကကုသိုလ်ယူနိုင်ခဲ့ကြတယ်။ရွှေဆွဲကြိုးရောင်းချပြီးရဲ့နောက်မှာရွာမအဆင်ပြေပြေချမ်းချမ်းသာသာနဲ့နေနိုင်စားနိုင်ခဲ့ကြတယ်။တာဦးလေးရှင်းနေပြပြီးနောက်ပိုင်းတံမိုးကြီးရတနာပစ္စည်းတွေတစ်ခုပြီးတစ်ခုပိုင်ဆိုင်ခဲ့ကြတယ်။တာဦးလေးမိဘနှစ်ပါးကိုသူတက်ဆွမ်းတဲ့လောက်ရှောင်ဖွေပေးနိုင်ခဲ့လေတယ်။တနေ့ရောက်တော့တာဦးစီမမမျော်လင့်တဲ့စကားတစ်ခုကိုကြားသိခဲ့တယ်။ထို့စကားတစ်ခုကတော့အမေ ตาตั้วတော့မယ်ဟမ်ဘယ်ဘယ်ဟိုตั้วมาလဲตาရဲ့ตาအတွက်လူလောကမှာနေဖို့အချိန်ပြည့်သွားပြီအမေရဲ့ဒါကြောင့်ตาအမေတို့နှုတ်ဆက်ခဲ့ပြရစီဘာตาตาအမေတို့ခွဲသွားတော့မယ်ဟုတ်လားဟုတ်တယ်အမေရဲ့ตาလည်းအမေတို့ကိုမခွဲချင်ပါဘူးဒါပေမဲ့ကံကြမ္မာကตาကိုအမေတို့နဲ့အကြိုက်နေဝင့်မပြုတ်ဘူးနောင်မွားဆိုတာရှိရင်အဖေနဲ့အမေစီမှာပဲလူလာဖြစ်ပြရစီตาလေးရဲ့ အမေရင်နေကွဲပါပြီမိမမိမဘာဖြစ်တာလဲထားစမ်းပါအောင်ဒါလေးဒါလေးရောဘာဖြစ်တာလဲမိမငါ့ကိုပြောပါအောင်ကျမကျမအိမ်မက်မက်တယ်ကိုပါခင်ဒါလေးကကျမတို့ကိုခွဲရတော့မယ်တဲ့ဘာဘလို့ဟုတ်တယ်ဒါလေးကကျမတို့နဲ့မခွဲချင်မိမယ်ခွဲရတော့မယ်တဲ့နောင်မွားဆိုတာရှိရင်အဖေနဲ့အမေစီမှာပဲလူလာဖြစ်ပြရစီတဲ့ရှင်ဟာကွာဖြစ်မှဖြစ်ရလေတားရာ အဖေတို့မှဒီသားလေးတယောက်ပဲရှိအောင်ကံကြမ္မာကြီးကရက်ဆက်လိုက်တာကွာဥပါခင်နဲ့တော်စဲဘူးလေတာဦးကိုဆုံရှုံလာရပြီဆိုတဲ့အသည့်နဲ့ယူကျုံမရဖြစ်ကငူကျွေးနေကြတော့လေမနက်လေးတော့တာဦးလေးကိုထည့်ထားတဲ့တစ်တောင်ဖွင့်ကြည့်လိုက်ရတာဦးလေးရဲ့ခန္ဓာကိုယ်မှာပရွယ်စိတ်များပဲတက်နေပြီဖြစ်ပါတယ်တော်စဲဘူးနဲ့ဥပါခင်လည်းလူကြောင်လေးကိုကိုင်းကမျက်ရည်များကျဆင်းလာတော့တယ်တာလေးရေစစ်လျာဘဝမှာ ခုလိုဘဝဆိုရင်းနဲ့ဝေးကွာပါစေလို့အဖေဆူတောင်းပေးလိုက်ပါလေကွာလူကြောင်သားဦးဆုံးမသွားတဲ့တရင်ကိုကြားသိပြီးတရွာလုံးစိတ်မကောင်းဖြစ်မိကြလေတယ်တရင်ကြားသိကြတဲ့သူတွေကလည်းဥပါခင်နဲ့ဒေါ်စိန်မှုအတွက်စိတ်မကောင်းဖြစ်ကြတော့တယ်သားဦးတရဖြစ်လျာဘဝတိုင်းမှာလူသားဆင်ဆင်ဖြစ်ပါစေလို့ဆုတောင်းရင်ဟုတ်ကဲ့ပါရှင်စာရေးသူအောက်တူဝန်ရေးသားထားတဲ့လူကြောင်မွေရဲ့လီမယာဆိုတဲ့ဇာတ်လမ်းကတော့ဒီမော်ရီမဲပြီးဆုံးပါပြီရှင် ဇလန်လေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။